ရတာရှဲပဲပေါ့နော်တကယ်ရှမ်းလေရဆစ်ဆစ်ငါတို့ငငယ်ကမောင်ထော်လေးလမ်းဘက်မှာယာမာဆိုတဲ့ဟိုတယ်ရှိတယ်။အဲ့ဟိုတယ်ကဘရိတ်ဘတ်ကအာလူကတ်ကလေးနဲ့လဖိတ် အရင်ကောင်းတယ်နေရလာတဲ့ဧည့်သည်တွေမှန်တယ်များအဲ့ဒီ breakfast ကိုစားကျင်လို့ဆိုပြီးတော့တခြားဟိုတယ်မှာမတဲဘဲနဲ့အဲ့ယမဟိုတယ်မှာပဲတဲကြအဲ့တော့ငါတို့ဟိုတယ်မှာလဲ breakfast ကိုရှမ်းစာကို share လုပ်ပေးလိုက်ဟမ်ဒီလိုဟိုတယ်ပဲတဲတော့ဘာဘောကြာကြီးရဲ့ငါတို့ဟိုတယ်မှာပဲလာတဲကြမှာအဲ့တော့ breakfast အတွက်ကိုစီစဉ်တဲ့နေရာမှာရှမ်းစာအမေစုံစုံနဲ့အရသာကောင်းကောင်းကို เมนูเบรคฟาสต์ซีเซียนยาเฮ้ยแกมาใจ